ကဘာကျော် UFC promotion ကြီးကတော့မြန်မာကိုစားပြုချင်းတိုင်းသား fighter လေး Joshua Ban နဲ့ Brazil fighter Pando Jaro ရဲ့ champion ကပတ်လူပွဲကြီးကိုတရားဝင် debut လိုက်ပြီးပဲဖြစ်ပါတယ်။ UFC Flyweight Dan Champion လူကြမဲ့သူတို့နူးရဲ့ပွဲစဉ်ကပေးသက်ကြိုက်ပွဲကောင်းတစ်ပွဲဖြစ်ရှိနေပြီး UFC ဘက်ကအတိမပြုခင်ချိန်ထိ2025ခုနှစ်နှစ်မကုန်ခင်မှာပဲပွဲဖြစ်လာဖို့ထင်ကြေးပေးခံထားရတဲ့ပွဲစဉ်လေးဖြစ်ပါတယ်။ အခုချိန်မှာတော့ UFC promotion ကြီးဘက်ကအဆိုပါထင်ကြီးတွေကိုအဆုံးသက်လိုက်ပါပြီ။ဒါမဲ့ဒီဇင်ဘာလ9ရက်မြန်မာအချိန်စနေနေ့မနက်ပိုင်းမှာကျင်းပမယ် UFC 323ပြိုင်ပွဲကြီးမှာဒုတိယကောင်ပွဲအနေနဲ့ပွဲထွက်လာတော့မှာလည်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံ Let's Begin မှာကျင်းပမယ့် UFC 323ပြိုင်ပွဲကြီးရဲ့ခေါင်းပွဲနေရာမှာတော့ Volkanovski နဲ့ Mafedo ရဲ့ Featherweight Champion ကပဲလူပွဲကြီးကိုကြီးကြရမှာဖြစ်ပါတယ်။ အဲ့တော့ဒုတိယခေါင်းပွဲနေရာမှာတော့ UFC Flyweight Dan Champion ကြီးပန်ဒိုချာရဲ့ Champion ကပတ်ကြီးကိုမြန်မာကိုစားပြုချင်းလူမျိုး Fighter လေး Joshua Ben ကစိန်ခေါ်ပြီး Champion လူပွဲကြီးကိုရင်ခုန်ဆိတ်လို့ရှားစွာနဲ့ကြီးကြရမှာလဲဖြစ်ပါတယ်။ MMA အားကစားနည်းကိုနှစ်သက်အားပေးလာအောင်မြန်မာပြည်သက်တွေကိုမျိုးစေ့ချပေးခဲ့သူမြန်မာကိုစားပြု Fighter 2အနေနဲ့ကဘာကျော်ခဲ့တဲ့အောင်လာအန်ဆန်ကသူ့ရဲ့ Fighter ဘွားကိုပြီးခဲ့တဲ့အော်တိုဘာလ၄ရက်ကပဲခန်းထားတဲ့နိုင်မွန်းနဲ့တူ MMA Fighter ဘွားကိုအဆုံးသက်လိုက်ပြီဆိုတာပြည်သက်တွေအားလုံးသိရှိပြီးဖြစ်မှာပါအောင်လာအန်ဆန်ရဲ့အောင်မြင်မှုနဲ့နိုင်မွေးတွေကမြန်မာပြည်သက်တွေကို MMA အားကစားနည်းကိုပိုစိတ်ဝင်စားခဲ့တယ်လို့လူငယ်မျိုးသက်သစ် Fighter တွေအတွက်လည်းခွန်အားဖြစ်စေခဲ့တာတော့သိကြပါဗျာ ယ်ယူရလဝိတ်ဖိုက်တာတွေနေနေလေနိုင်ငံတကာအထိပွဲတွေထွက်ထိုးလာခဲ့ကြသလိုမွေထိုင်းနဲ့ခြားသောအာကစားနည်းတွေနဲ့လည်းအတွေ့အကြုံကောင်းတွေအရယူနေခဲ့ကြတာပါ မြန်မာ MMA လောကမှာတော့အောင်လာအဆန်းရဲ့ရွှေရောင်ခေတ်ခေတ်ပြီးဆုံးပြီးတဲ့နောက်မှာတော့နောက်ထပ်အားပေးရဂျိုးနမ်မဲ့လူငယ်ဖိုက်တာလေးကတော့ချင်းဖိုက်တာလေးဂျော့ရှော်ဘန်လို့ညွှန်ဆိုရမယ်ဆိုရင်ဘသူကမှညင်းချက်ထုတ်မယ်မထင်ပါဘူးအောင်လာအဆန်းကိုယ်တိုင်ကလည်းညင်ငယ်ဂျော့ရှော်ဘန်ရဲ့မစုံမနစ်ကြိုးစားမှုနဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေကြောင့်ချန်ပီယံကပ်တွေသိမ်းပိုက်ပြီးကွာဂျော့ဖိုက်တာတူဖြစ်လာမယ်လို့ပြောဆိုထားခဲ့တာပါ UFC ရဲ့အခြားသောကမ္ဘာကျော်ဖိုက်တာတွေကလည်းဂ ဂျော့ရွယ်ဘန်ရဲ့ထိုးသက်ပုံစတိုင်ကိုနှစ်သက်ပြီးပန်ဒိုဂျာနဲ့ပွဲကဘာမဆိုဖြစ်သွားနိုင်တဲ့ပွဲမျိုးကိုထိုးသက်နိုင်တဲ့ဖိုက်တာလို့ထင်ကြီးပေးထားခဲ့ကြတာပါဂျော့ရွှေဘန်ကလည်း2025ခုနှစ်အတွင်းသူ့ရဲ့အဓိကရွေးချက်ကချန်ပီယံကပ်အရယူနိုင်ဖို့ဖြစ်ပြီးဘလို့ခက်ခဲတွေပဲတားဆီးနေပါသေး။အကောင်းဆုံးဖြတ်ကျော်ပြဖို့ယုံကြည်ချက်ကောင်းကောင်းနဲ့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။ ချန်ပီယံစိန်ခေါ်ခွင့်ရမယ့်ပွဲမျိုးဖြစ်ထိုးသက်ခဲ့တဲ့ American Fighter Brandon Robe ကိုအနိုင်ရပြီးတဲ့နောက် Joshua Benney နဲ့ကဘာကျော် Brand တွေနဲ့စပွန်ဆာရရှိခဲ့တယ်လို့နောက်ရတွေ့များကြီးမြူပဲနောက်လာမယ့်ပွဲအတွက်အပြင်းထန်ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့တာပါဒါကသူ့ရဲ့ fighter ဘွားအတွက်ကြီးမားတဲ့စင်ကာပူကြီးဖြစ်တယ်လို့ champion ကပတ်ကိုအချိန်ချင်းကာဝယ်ပြပြီး UFC flyweight တန်းမှာမင်းမူနေတဲ့ brazil fighter ကြောင့်လဲပိုပြီးစူးစမ်းနေကြတာပါ ဂျော့ရှွဲဘက်ကဘလိုဖိုက်တာမျိုးကိုမဆိုးအပြော့ထက်အလုံးနဲ့တက်သေးပြခဲ့သူဖြစ်လို့ပန်ဒိုဂျာနဲ့ပွဲကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာနေတာပါရာဒီဖိုက်တာပန်ဒိုဂျာကအမေရိကန်တော်တင်းချင်းမှလေ့ကျင့်နေတဲ့ဖိုက်တာဖြစ်ပြီး အသက်က35နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ UFC Flyweight တဲမှာတော့သူကချန်ပီယံစစ်မှန်ကြောင့်အချိန်ချင်းတက်သေးပြပြီးချန်ပီယံကဘက်ကိုကာကွယ်ထားနိုင်ခဲ့တဲ့ဖိုက်တာ2လည်းဖြစ်ပါတယ်။ MMA Pro Record မှာတော့ပွဲပေါင်း35ဝဲကစားထားပြီးအဲ့ထဲကမှပွဲ30ကိုအနိုင်ရရှိထားခဲ့တာ9ဝဲကိုတော့ရှုံးနိမ့်ထားခဲ့ပါတယ်သူနိုင်ရခဲ့တဲ့ပွဲတွေထဲမှာချုပ်ကွက်နဲ့နိုင်ရထားခဲ့တာ12ပွဲထိရှိလို့ချုပ်ကွက်အာသာဖိုက်တာတယောက်လို့ဆိုရမှာပါ။ဒါကိုဂျော့ရှွာဘန်ကတော့ပန်ဒိုဂျာနေနဲ့သူနဲ့ပွဲစဉ်မှာစတက်ဖိုက်ပဲလာလာဂရောင်းဂိမ်းပိုင်းနဲ့ပဲလာလာအကောင်းဆုံးအဆုံးသက်ပြသွားမယ်လို့တုံ့ပြန်ထားပါတယ်။ ဒါကြောင့်အောင်လာအဆန်ခေလွန်ရွှေရောင်မျိုးဆက်သစ်ဖိုင်တာတယောက်ဖြစ်လာမယ်ဂျော့ရှယ်ပန်ရဲ့ချန်ပီယံလူပွဲကြီးကိုလာမယ့်ဒီဇင်ဘာလ9ရက်စနေနေ့မနက်ပိုင်းမှာကျွန်တော်တို့ဒူစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမှချမ်းသာကြပါစေခင်ဗျာ